ော်ရွာတရွာမှာနွားတကောင်ကအိုးထဲထည့်ထားတဲ့မြက်ခေါင်းထိုးစားလိုက်တာပြန်ထုတ်လို့မရအောင်နွားအိုးကြီးကခေါင်းဆွတ်ခေါင်းဆွတ်နေနွားရှင်ကဆွဲချွတ်တာပေါ့ချွတ်လို့မရမရတော့ရွာလက်စရက်ဆွဲရသွားပြီးတော့လာကြပါအောင်ဟေးငါကူညီကြပါအောင်ဟာမြက်ထိုးစားလိုက်တာအိုးကြီးကခေါင်းဆွတ်လို့ငါနွားဘယ်လိုမှချွတ်မရလို့ရွာသားတွေကလည်းဝမ်းချွတ်ချွတ်လို့မရဂျိုနဲ့တိတ်ခမ်းတယ်ဘယ်လိုလုပ်ကြအောင်လဲမပြောတာဘူး တရွာလုံးကလည်းစိတ်ညစ်တယ်ဘယ်လိုလုပ်ရမှမသိတော့နေဦးရွာထိတ်ညောင်မကြီးအောက်မှာတော့စာရေးဆရာရှိတယ်စာရေးဆရာဆိုတော့စာအုပ်တင်နေနေတာဆိုတော့နွားကောင်းအိုးစွတ်တဲ့ချွတ်နီးတော့သိမှာပဲဘာမှလည်းမဆိုင်ဘူးအဲ့ဒါစာရေးဆရာသွားကြည့်တော့စာရေးဆရာထားပါတော့နေဝင်းမြင့်ပေါ့ညောင်မကြီးအောက်စာအုပ်တုံးနဲ့မျက်မှန်ကြီးနဲ့ဖတ်နေတော့ရွာသားတွေကနွားကြီးစွဲတာစာရေးဆရာကြီးရယ်စာဒီခင်ဗျားဒီလောက်ဖတ်ထားတာ နွားကောင်းနဲ့အိုးဆွတ်တဲ့ဟာချွတ်တဲ့နီးမြမပါဘူးလားခင်ဗျာကျွန်တော်ဖတ်တဲ့စာရင်းတွေတော့အဲ့လောက်မတွေ့မိဘူးဒါပေမဲ့ခင်ဗျားတို့ဘာဖြစ်လို့တော့အခုခက်ခဲဖြစ်နေလို့ဘလို့မှချွတ်မရနှုတ်ပြကျွန်တော်ရှာအောင်မကြမ်းကြမ်းနေတဲ့တစ်ချက်ရှာကြည့်လိုက်အောင်မနေ့ဖြန်မနေ့လာခဲ့ကြဆိုတော့နွားကြီးခြေတိုင်းစိုက်ဆရာအိမ်ကခြေတိုင်းမှာခြေခဲ့နောက်တဲ့နေ့ကျတော့ရွာသားတွေကအုံပြီးလာကြတာပေါ့စိုက်ဆရာကြီးဒီလောက်ဆိုတော့နွားကောင်းချွတ်တဲ့နီးသိလောက်ပြီး ဆိုင်ဆက်ရပြုံးပြုံးမယ်ဆက်ရဘယ်နဲ့တော့ရပါပြီဗျာတညာလုံးကျုပ်ရှာတာဟာလို့ပေါင်ဆက်ရဘယ်လိုချုပ်နွားလည်းပင်ဖြတ်ယုံပဲဗျာအေးကြည်စားဆိုင်ဆက်ရဆိုတော့လေဗျာပညာကြီးလိုက်တာကျွန်တော်တို့တစ်ခါမှလို့မစဉ်းစားမိဘူးရွာသားတွေကလည်းဟုတ်သားပဲအဲ့လိုစဉ်းစားတဲ့နေမသိဘူးဆိုင်ဆက်ရမင်းညံကြီးလိုက်တာနွားလည်းပင်ဖြတ်ချဖြတ်ချတော့လေနွားကောင်းတာပြတ်တယ်ဥဟာမထွက်ဘူးလေ အာဆရာကြီးငါကောင်းအိုးကမကြွပါလားအိုးရိုက်တာခွဲလိုက်ပါလားဗျာရိုက်ခွဲလိုက်တော့ကွဲတရွာလုံးအလုံးကျဟုတ်ပါဗျာဆိုင်ဆရာပညာရှိများနဲ့တွေ့မှအစင်ပြေတော့တယ်အိုးလည်းကွဲတော့လည်းလည်းပင်ပြဆိုင်ဆရာပြောသေးလားမင်းတို့ရွာငါမရှိလို့မဖြစ်သေးပါဘူးကွာအဲ့ဒါကြောင့်ဆိုင်ဆရာလည်းသိလည်းထင်မကြည့်ပါနဲ့